ဒေါ်လာ9000မကြမီအမေရိကပေးနိုင်ဘသူတွေရမှာလဲရအောင်ဘာလုပ်ရမှာလဲဘယ်အချိန်ရနိုင်လဲအမေရိကမှာနေထိုင်ရတဲ့အတွက်ဘာတွေအကျိုးခံစားခွင့်ရှိတယ်ကဘာပတ်အမေရိကန်မီနနာ stock option crypto အင်ချမီစီးပွားပညာရှင် channel ကျူးစွာပါတယ်ဘယ်နေရာကြည့်ရကိုမအမရေးတာပါ more babies in the United States of America and I want beautiful young men and women who are eager to welcome them into the world and eager to raise them. The birth rate is very low uh, in, in, almost every country. Um, and so unless that changes, uh, civilization will disappear. America had the lowest birth rate, I believe, ever. That was last year. I'll be known as the fertilization president, and that's, a, okay. that's not bad. ါမှာခလင်းမွေးရတဲ့အတွက်သူတို့ဘာပေးမလဲဆိုတာစဉ်းစားနေကြ။ဘာကြောင့်လဲဆိုတော့မွေးဖောင်းမှုနှုန်းကျဆုံးနေတဲ့အတွက်ကြောင့်။နော်အဲ့လိုကျဆုံးနေတဲ့အတွက်ကြောင့်မကြမီမှာဒါတော့မယ်။အဲ့ထက် proposal တစ်ခုကဒေါ်လာ9000ပေးမယ်။ခလင်းမွေးပြီးရဲ့အခါတိုင်းပေးမယ်။ပြီးတော့တခြားဟာလည်းရှိသေးတယ်။ဘာနေလဲဆိုတော့ဆက်ပြီးတော့ကြည့်မယ်။ကောရှိရှိရဆိုရင်ကောမမှာရှိတာမှာအမေရိကမှာနေထိုင်သူရှိပါတလား 啊，埋耳頭啊！ dollars for it. That is just one of the ideas that the Trump administration is reportedly tossing around to get birth rates up. The New York Times is reporting there are ideas on the table like a National Medal of Motherhood for women with six children or more. There's even a $5,000 baby bonus for every new mother. A third idea is to fund programs that educate women on when they are ovulating and able to conceive. It is not yet clear whether the White House is seriously considering a benefit ရှိရဆိုတော့ခလေးမွေးတယောက်မွေး9000ရမှာပေါ့ပြီးွားရင်ခလေးမွေးကခလေး6ယောက်ရှိရဆိုရင် national woman medalist စုပေးမှာเนาะခလေး6ယောက်နဲ့အနည်းဆုံးရှိရအမျိုးသမီးတွေကိုပေးပါမယ်အမျိုးသားတွေကမပြောเนาะခလေးရှိရဆိုတာအမျိုးသမီးတွေပဲခလေးရှိ ው ရမှာလေအမျိုးသားနဲ့ကြမှာခလေးရှိရမှာအဲ့ဒါမပြောပြီးတော့ နောက်တနည်းကပါလဲဆိုတော့အေး program ဘယ်အချိန်မှာယာဒီလာရဆိုရင်ဘယ်အချိန်မှာခလေးရနိုင်လဲဆိုတော့အမျိုးသမီးတွေတို့ပညာပေးဖို့တဲ့ program ဟင်ဒီပညာလေးကအမ်เจ้ามาเนี่ยอปูปอลูปูปอဝင်เนี่ยไปတာမဟုတ်တာဒါဘာများทุลุชะชะเปลี่ยนပြီးလုတ်ออกมาတော့မသိอ่าအမျိုးသားတွေတော့ဘာမှ benefit မရှိဘူးเนาะအမျိုးသမီးတွေခလေးရရင်9000စီ9000စီရမယ်ပြီးတော့အမျိုးသမီး တယောက်ကလေး6ယောက်နဲ့အတည်းဆုံးရှိတဲ့အမျိုးသမီးတန်ကိုသူက National Woman Medal ပေးမယ်နော်ဆုပေးမှာပေါ့ဆွဲဂျိုးနော်ဆုပေးနေမယ်နောက်တစ်ခုကတော့အမျိုးသမီးရဲ့ဘဲအချိန်မှာကလေးရနိုင်ဆိုတာပညာပေးပါမယ်အဲ့တော့ဒီ၃မျိုးတော့ပါဘယ်ဟာကအကြိုက်ဆုံးဖြစ်ပါတယ်လဲခိုးမအောင်မရတာပါအဲ့တော့အမျိုးသမီးဘာအများပြောနေကြအမေကမှနော်အဓိကတော့အမျိုးသမီးရောအမျိုးသားရောသဘောတူမှကလေးယူရတာ ဒါပေမဲ့အဓိကအမျိုးသမီးပေါ့နော်အမျိုးသမီးရဲ့ခလေးပိုင်တဲ့ရောက်ပါမဆိုရင်အမျိုးသမီးကစုံပြစ်ချအောင်ရတယ်သူကသူဖြတ်ချမလားဆက်ပြီးမွေးမလားအားရောအမျိုးသမီးရဲ့ဘာတွေပြောကြတယ်ဆိုတော့ဆက်ပြီးကြည့်ကြအောင်ဟေးဒီလိုမျိုးခလေးမွေးမလားဒီလိုမျိုးစီးပွားရေးအခြေအနေဒီလိုမျိုးဟာမလားဆိုရင် travel နဲ့ပေးတဲ့ဟာ baby bonus အရင်နေလို့အားကြီးတယ်နော်ငါတော့အရင်နေလို့အားကြီးအမျိုးသမီးဘာလို့ခြင်းလဲ universal hack ခဲ့ကျမကြီးစိတ်ပူစရာမလို့ insurer ပေးစရာမလို့အာလူတိုင်းလူတိုင်းကျမကြီးရတဲ့ဟာကိုသူကလိုချင်တယ်ပြီးပါရဲ့ခလေးထိန်းဖို့အတွက်တက်တာတဲ့ဟာတွေလိုချင်တယ်အခု child care မှာတော့ပို့မှာဆိုရင်ဈေးတော်တော်ကြီးတယ်တယောက်တစ်လောက်ဒေါ်လာ၄500 600အတားလေးပဲเนาะပလေးတိုက်ရောကခလေးမွေးရောရှိပါတလားတခြားဘာ cost တွေရှိပါတယ်ကိုမမင်းတော့ပါအဲ့တော့ခလေးမွေးဖို့ဆိုရင်ဘယ်လောက်ကုန်ကြတယ် မလောက်ကုန်ကြရင် US မှာဆိုရင်18865အနည်းဆုံး average ပေါ့ပြန်ပြအပြည့်ကုန်တယ် insurance level ဆိုရော insurance ရှိရောဒေါ်လာ2800ဟောအဲ့ရောဒေါ်လာ9000ဆိုရင်ဘလောမှမပြောပါတော့ claim မွေးရပါဒေါ်လာ3000ကုန်နေပြီဒေါ်လာ2000ကဟိုဈေးဒီဈေးနဲ့အားလုံးချက်ချင်းလက်ဖြောက်ပြီးတော့ကုန်သွားမှာเนาะပြီးတော့ရင် claim မွေးရမျိုးဆိုရှင်အာရိုးရိုးမွေးမှာဆိုရင် 14768တောင်းလေးတောင်း5000ပေါ့ခွဲမွေးမယ်ဆိုရင်26000ခွဲမွေးရပို့ပြီးတော့ဈေးကြီးရတော့ insurance ရှိမှပို့ပြီးတက်တာ insurance ဆိုရင်3000ဝန်းကျင်အာတခြားနိ ah, 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 ုင်ငံမှာမွေးရဆိုရင်တက်တာပါတယ်အများအာရှလို့ပေါင်းပါဆိုအများကြီးတက်တာဒီ18000တော့တော်တော်လေး2000ဒီပါတော့တော်တော်လေးဈေးကြီးလို့အားကြီးတယ်ပြီးတော့ benefit ပါရှိတယ် USC ကကောင်းတာခလေးမွေးမှုတော့ဟုတ်ဟဲ USC ရဲ့ခလေးရှိရဆိုရင်ခလေးတရာကို 2000 tax credit ရှိတယ်။နော်1700 are refundable အဲ့တော့ကလေးတစ်ယောက်2000ဆိုတော့ကလေးများများရှိရဆိုရင်3ယောက်ဆိုရင်6000ပေါ့။နော်အဲ့လို tax credit ရတယ်။တခြားဟာတွေကဘာမှသိချင်မပြောတော့ baby bonus ဘာမှပြော temporary assistance for needy family ဒါဝင်ဝင်အရင်နေတဲ့မိသားစုတွေမှာရတာနော်။အာ child care assistance အာ available ဒါပေမဲ့ကိုကပတ်စံထုတ်ပေးရမှာရှိရ child support okay child support ် assistant အကလေး child support ကလေးကအိမ်တော်ကွဲသွားတယ်ဆိုရင်ကလေးမေကိုကူညီတာ child support အဖေစီရတယ်ရအောင်เนาะ child support ကတော့များတော့ပေးအဖေကပေးရများတယ်เนาะအကြောဆိုဟိုအဖေကအလုံးလုံးကများလို့အမေကအလုံးမလုံးအမေအလုံးလုံးရယ်ဆိုတော့မပြောတော့အမေအဖေကအိမ်မှာပဲနေရယ်ဆိုတော့ပေးမပေးမသိ US စီမှာအများတော့အဖေကတော့အမျိုးသမီးဆိုဥပဒေပေါ်ပြီးအတာများတာရှိတယ်အာကလေးယူမှာဆိုရင်အဲအကြောင်းအမျိုးသားလေး တတိထားပါခလေးကိုအလံကားနေပြီးတော့နော်သွားပြီးတော့အကောင်ကမတုံးမနဲ့ခလေးရပါမယ်ဆိုရင်ခလေး session နေ့ထိတာဝန်ယူရမယ်အဲရောကိုမယူနိုင်တဲ့အမျိုးသမီးကိုသွားခလေးရမလုံးနဲ့ပြီးတော့တခုရှိရကိုအခုလက်ရှိယူထားတဲ့အမျိုးသမီးမလားအင်တာဗျူးထားတယ်ဒါပေမဲ့အင်တာဗျူးနေအချိန်မှာဖောက်ပြန်ပြီးတော့ခလေးရသွားရဆိုရင်တခြားယောက်ျားခလေးအဲ့ခလေးကလည်းကိုပဲပေးရတာရှိတယ်နော်အဲ့ဒါအသေးပဲမရှိဥပဒေကအဲ့ရော အမျိုးသားတွေအမျိုးသမီးလောဘတစ္ဆာရှိမှယူအမှယူစရာမလိုအာဘာကြောင့်လဲဆိုတော့အခုနောက်ပိုင်းအရင်ကဆိုရင်အိမ်တော်ပြကြတာတရားဝင်လက်မှတ်ထိုးကြဘာကြောင့်လဲဆိုတော့အမျိုးသမီးကယောက်ျားတရားအောင်နဲ့မဖြစ်ခါအောင်เนาะအပြိုစစ်စစ်တယ်အပြိုစစ်စစ်ဖြစ်တဲ့အတွက်ကြောင့် risk ရှိရ risk ရှိတဲ့အတွက်ကြောင့်အဲသူနဲ့ယူပြီးသွားရဆိုရင်တခြားတယောက်ထက်ရဘူးဆိုတော့မလွယ်တော့အဲအဲကြောင့်လက်မှတ်ထိုးပြီးတော့ယူကြတာအခုဒီခေတ်ကြီးကဘယ်သူမှအပြိုမစစ်တော့အဲရော့ အပြုံမစစ်ဘဲနဲ့အမျိုးသားရတယ်အတူတူနေလို့ရတယ်အရင်ခေတ်ကဆိုရင်လက်ထပ်ပြီးတော့မှအတူတူနေရတာအဲ့ဒီတော့လက်ထပ်ဖို့ဆိုတာလက်မထိုးဖို့ဆိုတာအမျိုးသားတွေအတွက်ဘာမှ benefit မရှိဘူးเนาะဒါဆေးရ channel က financial advice financial လေးလူတွေတိုးတောက်အောင်ပုံမချမ်းသာအောင်ဘယ်လိုလုပ်ရမလဲပြောရတဲ့အတွက်ကြောင့်เนาะအမျိုးသားတွေအတွက်ဆိုရင်လက်ထပ်ဖို့ဆိုတာလုံးဝလုံးဝအသေးမရှိပါဘူး။ဘာမှကိုက app 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 ရှိလက်ထပ်လိုက်တဲ့အတွက်ကြောင့်ကိုပါအကျိုးပိုရတယ် ဘာမှပုံမရအောင်เนาะအဲ့ဒါကြောင့်အမျိုးသားရယ်ဆိုရင်လက်ထပ်ဖို့ဆိုရင်အခါ20ရောက်စဉ်းစားပါเนาะတောင်းတောင်းလက်မထပ်ပါနဲ့အပြိုစစ်စစ်ဆိုရင်တမျိုးအဲ့ဒါမျိုးဆိုရောဒါအမျိုးသမီးပဲကိုညံ့ညာပြီးတော့အဲတရားဝင်ယူယူရမယ်เนาะအပြိုစစ်စစ်မဟုတ်ဆိုရင်ဘာမှလက်ထပ်စရာအကြောင်းလုံးဝမရှိပြီးတော့ benefit ကဘာမှရှိရမှာမဟုတ်အော် US ကโอเคတရောက်ခလေးတရောက်2000တနှစ်မှ2000ရတာဒါတလား2000ပုံနော်တနှစ်မှ2000ရတာ test file လုံးလုံးမှာ 2000ကလေးစိတ်ရတနည်းကိုအနည်းဆုံးဒေါ်လာ2000 3000အများကြီးရှိကြမ်းမရေးမကောင်းဆိုပူပေါ်ဆိုးတဲ့နော်ပူဆိုးရတာကိုလည်းလက်ထပ်ပြီးတော့အဲ့မိန်းမဖောက်ပြန်မှာဆိုရင်အဲ့ကလေးရလာမှာဆိုရင်ကိုကပေးရမှာအဲကြောင့်ကိုလည်းလက်ထပ်တာမျိုးကြောင့်อืมအဲ့တော့အမျိုးသားလေလက်ထပ်မှုအစီအစဉ်ရှိပါလားဒါမှမဟုတ်ဒီဗီဒီယိုကြည့်ပြီးတော့စိတ်ပြောင်းသွားပါလားကိုမမရေးတာပါခေနောက်ခုဆက်ကြည့်မယ် USA က family paid leave ဖြစ်ရှိနော် unpaid leave ဆိုရှိ72ပတ်72ပတ်ဆိုတော့3လပေါ့3လကိုလကမယူပဲနဲ့ကလေးဟိုစောက်ရှောက်ခွင့်ရှိတယ်ဒါပေမဲ့တခြားနိုင်ငံတွေကလကပေးတယ်နော်အဲ့တော့ benefit ကတခြားနိုင်ငံရှင်းတယ်ဆိုရင်အာသူစစဂျေဒီဗန်ဆိုဘာပဲပြောပြောကလေးမြောင်မြွေးကြပြောပြောဒါပေမဲ့ပြန်စဉ်းစားရမယ်ကလေးမွေးတာဟုတ်ပါပြီဒါပေမဲ့ကလေးကိုထိမို့ဆိုရင်ခွင့်ယူမှာဆိုရင်လကမရတော့ နော်လာကမရတချို့ပြည်နယ်တွေကပေးတယ်တချို့ပြည်နယ်တွေကပေးတယ်ဘယ်ပြည်နယ်တွေလဲဆိုတော့ဒီမှာဆိုရင် New Hampshire ဆို Vermont တို့အာအဲ့လိုမျိုး voluntary paid leave အမျိုးရှိရ paid leave ပေးရရှိရပြီးတော့ state specific law တချို့ပြည်နယ်တွေ family leave law လည်းရှိရမှာ California ရှိရ Colorado ရှိရ Connecticut ရှိရ Delaware ရှိရ Maine ရှိရ Massachusetts Maryland Minnesota New Zealand New Jersey New York Oregon Rhode Island, Washington, uh, District of Columbia. နော်အဲ့ဒီပြည်နယ်မှာနေရလို့ရှိရကုန်းမမှန်နေတာပါ။အဲ့ဒီပြည်နယ်ဆိုရော family ကခွင့်ယူပါဆိုရင်လာခရရတယ်။နော်အလုပ်ရှင်ကနေလာခပေးရတာ။ဒါကောင်းတော့ပေါ့။အဲ့ပြည်နယ်ပေါ်ပိုင်းမူတည်တယ်။အဲ့ပြည်နယ်ကိုကြည့်ပြီးတော့သွားပေါ့။အဲ့ဒီပြည်နယ်ကိုပြီးတော့သွားပြီးတော့ပြောင်းမယ်ဆိုတော့မတွင်းနဲ့နော်။တချို့ပြည်နယ်ကဈေးအရမ်းကြီးတယ်။ဟိုမှာ California, New York ဆိုတော့ ဈေးကြည့်ရလေဒီစီးကိုဈေးဈေးကြည့်ရပဲเนาะဟိုတမျိုးတည်းကြည့်ဦးမြောင်ဂျေးခလေးယူရင်ခွင့်ယူရင်လာကပေးရဟုတ်တယ်ဒါပေမဲ့ကုန်ကြစရပုံများရဆိုရင်မဖြစ်ပြောင်းအဲ့အမျိုး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 စဉ်းစားပညာရေးအတွက်စဉ်းစားရတယ်မဆက်ချူးဆက်တာပညာရေးကောင်းတယ်အဲ့အမျိုးဟာမျိုးရှိတယ်အာတချို့ပညာရေးပညာရေးမကောင်းအဲ့အမျိုးတခြားရွေးရတယ်အဲအားကြောင့် benefit ကတခြားနိုင်ငံရှိအောင်ဆို US ကဘာမှဘာမှမရအောင်အဲ့တော့ပရိသတ်ယူတော့ ်ခလေးယူဖို့စဉ်းစားနေမှာတနာခလေးဘာကြောင့်မယူသေးတာလဲမယူမယူဘူးဆိုရင်ဘာကြောင့်မယူသေးတာလဲခုံမအောင်မရတာပါဒီတပူကောင်းအောင်ပါလေကျဲတဲ့လိုလက်ဖြောက်တီးပတ်စံရနိုင်ဆိုရင်ခလေးယူရခလေးမယူရကဘာပတ်လိုက်ရစဉ်းစားမရှိဘူးအလုံးမတွားလဲရတယ်အလုံးထွက်လဲရတယ်ကိုပိုင်အချိန်ကိုပိုင်တယ်ဒီမှာဆိုရင်ခုနှစ်ရက်နဲ့ဆရာတနေ့ကိုတနာရီနှစ်နာရီနဲ့အလုံးလုံးပါ9000ကျော် 6000ရာဆိုရင်ကလေး UI case option ဟုတ်မလားတပတ်ကို6000ရာဆိုရင်ကလေးဈေးရဲ့အသားလေးပဲစစ်မှုကြောင့်ပြီးတော့ US မှာမွေးစရာမလိုတခြားနိုင်ငံမှာတက်တက်တာတွားပြီးမွေးလို့ရတယ်အာဂျပန်တို့ကိုရီးယားစင်ကာပူတို့တွားမွေးတာတောက်ရှစ်ထောင်မကုန်းနော်3လ5တောင်နဲ့ပြီးွားနေမှာအားလုံးပြီးွားနေမှာအားလုံးအဆင်ပြေကလေးဈေးရတယ်ပြီးတော့ကိုယ့်ရဲ့ကလေးရတယ် US စစ်စစ်ရတာပဲအဲ့ဒါကြောင့်ကိုကြိုက်တဲ့နေရာမှာနေနိုင်မှုတွေနော် financial freedom time freedom location freedom ဆိုအရင်အရေးကြီးတယ် ဲ့လိုရကြဆိုရင်နော် stock investing call option put options advanced option day trading moment stock ဒီနေ့မတက်လို့ရပါလေ link တွေကို youtube video description ကမှာရှိပါတယ်ကလေးနှိမ့်လိုက်မယ်ဆိုရင်ဒီနေ့စရင်တွေ့ပြီးတော့ဒီနေ့တက်လို့ရပါတယ်စောစောတက်ပြီးပါရင်စောစောရီမတ်ချက်ပြည့်ရင်စောစောကလေးယူရင်ကိစ္စမရှိဘူးနော်မယူရကိစ္စမရှိဘူးကဘာပက်လို့ရပါတယ် င်တက်လိုက်တာအပူကြီးအချိုးရင်းရှိတယ်။ဘယ်ဟာမျိုးပူကောင်းလဲ။ဘယ်ဟာပူကောင်းလဲဆိုတော့ဆရာကနင် app from နင် app channel ကိုငါးလမ်းနီးလမ်းငါးလမ်းရှိရဲ့။အဲ့ဒီဟာတွေကသူအကြိုက်ဆုံးဒီကောင်တွေကအရင်ထိရောက်တယ်။ကဲအဲ့လိုကြီး expert မဖြစ်ပေမဲ့ဆရာရဲ့ဒီ app ခင်ဗျာလဲ app channel ဟာတွေကိုတိကျပိုင်နိုင်လို့ရှိရင်အရှုံးလုံးဝမရှိဘူး။ ဆရာဆရာကြီးချင်းတော့ဘာမှနားမလည်ရဘူးเนาะဆရာပြောတဲ့အတိုင်းပဲနေလိုက်လုပ်ပါတယ်ဒီဟာတွေကိုအတိအကျသိချာတိုင်းလုပ်တယ်လုံးဝအချုံမရှိ Hello ဆရာ CIS store share clip တင်တန်းကိုတက်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်နှစ်ပတ်အတွင်းမှာ3000ကျော်လောက်မြင့်ပါတယ်ဆရာအရင်ကျေးဇူးတင်ပါတယ်ဆရာအစမှာတော့ CI အပေါ်တခါတည်းမဖမ်းနိုင်ဘူးပေါ့နော်နောက်မှနားထောင်နားထောင်တာနဲ့အခုဆိုတော့ကျွန်တော် အရန်ပဲမြင့်နေပါပြီဆရာအရန်ကျေးဇူးတင်ပါတယ်ဒီရှိအတွက်အရန်ကောင်းတဲ့အလုပ်ပါလူတိုင်းလုပ်တင်တဲ့ကောင်းတဲ့ဟာပေါ့နော်အဲ့ဒါရေရှင်အတွက်ကောင်းတဲ့အလုပ်ပါကျေးဇူးပါဆရာအရန်ကျေးဇူးတင်ပါတယ်ဆရာဆရာစီမအတင်နမ်းမတက်ခင်တော့ကိုယ့်အကူစာအုပ်ဖတ်တယ်လေ့လာတယ်ဒါမဲ့ သေးစိတ်တော့လည်လာခွင့်မရှိဘူးဆရာရိစီမာစီတင်နန်းတက်တော့အသေးစိတ်လည်လာခွင့်ရှိတယ်ပြင်ဆရာဟောပြတဲ့တင်ခန်းစာတွေကအထောက်ကူရန်ပြုတ်တယ်ကျွန်တော်အရင်နှုန်းကမလည်လာခဲ့ဘူးတဲ့အဲ့ဖဲနီစတော့တဲ့ဘက်ထရီမှာလွင်ချင်းအပြင်အရင်နှင်းနေနေလေးနဲ့အမြတ်မြများရေးရနိုင်တယ်ကျွန်တော်ဒီနှစ်ပတ်အတွင်းမှာ2000ကနေ3000ဝန်းကျင်လောက်ကျွန်တော်အမြတ်ရသွားပါတယ်ကြီးစုပါပဲဆရာ ဆရာမင်္ဂလာပါဆရာကိုအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ဆရာသင်္ဒန်းတဲ့ရည်ရနဲ့ကျွန်တော်အတွင်းမှာ9,500ညပါတယ်ဆရာရဲ့ဆရာကကျွန်တော်ရဲ့ဒုတိယဖရာတဆူတော့ပြောလို့ရပါတယ်ဆရာစကားနားထောင်ပြီးတော့လည်းမရောက်ဘဲနဲ့တင်ရတာဒီအခုတော့အဲ့လိုမရလေဆရာရေးဆရာကျေးဇူးပဲဒီနယူးယောက်လိုက်လေနိုင်ငံပေါ်လာလို့ရှိရင်ကျွန်မစီဆက်သွယ်နေတော့ဆရာစားချင်တဲ့ဆက်မလိုက်ဖို့မနေတော့ဆရာ ကျေးဇူးတင်ပါတယ်ဆရာရေရှိဆရာရဲ့စတော့ရှေ့ရဲ့တင်နန်းမှာတင်နန်းတက်ပြီးတော့ကျွန်တော်အခုမပေးရဘဲနဲ့ဘယ်လိုလုပ်ရမလဲဆိုတာလဲဆရာတည်တည်ချာချာတင်နာပြီးတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီမှာလဲကောင်းကောင်းကြီးမြုံနဲ့တက်နေပြီဆရာတင်နာနဲ့တင်နန်းကြီးကအသေးစိတ်ဖြစ်တဲ့အတွက်ရှင်းရှင်းလင်းလင်းနားလေပြီးမှလောက်တဲ့အတွက်ကြောင့်မို့ အရှုံးနေပြီးတော့အမျက်ကိုမြဲမြဲရရှိတာဖြစ်တယ်။ပြီးလို့ရှိရင်ဆရာကစေတနာအပြည့်နဲ့ကျွန်တော်တို့ကိုသင်ကြားပေးတယ်။ပြီးရင်မေးတဲ့ question တိုင်းကိုလည်းအချက်ကျကျပြန်လည်ဖြေဆိုပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်။ပြီးတော့အမျက်တွေလည်းအများကြီးရရှိတယ်။အခုဆိုရင်သင်တန်းသက်ပြီးတော့တစ်နှစ်လောက်အကြာမှာကျွန်တော်နေ့တိုင်းတစ်နေ့တစ်ထောင်လောက်အမျက်ရရှိနေတယ်ဆရာကြီး။ဆရာကိုအရင်ပဲကျေးဇူးတင်တယ်ဆရာရိရှိ။ကျွန်တော်ဆရာဗီဒီယိုတွေကိုတစ်နှစ်လောက်ရှိပြီကြည့်ကြတာ။ကျွန်တော်လည်းဆော့နေရကြာပါပြီဆရာကြီး။ မနေ့ကမှ store membership ကို join ပြီးတော့ဆရာရေဒီနေ့ဆိုရင်ကျွန်တော်ဘောကမှာအများဆုံးရခဲ့တာပေါ့တရက်ထဲမှာပဲ3920ကျွန်တော်မြတ်ခဲ့ဆရာရေကျေးဇူးပါပဲဆရာရေနောက်ဆုံးလဲဆရာမမ store membership ကိုကျွန်တော်အများကြီးဝင်မယ်เนาะဆရာเนาะဆရာကိုကျေးဇူးအများကြီးတင်တယ်